သတ်များအားလုံးပဲမင်္ဂလာခင်ဗျာပရိသတ်တွေမျောလေးစောင့်စားနေတဲ့မြန်မာဖိုင်တာလေးကြော်တော်ဝင်းရဲ့ပွဲစဉ်ပွဲထွက်လာခဲ့ပါခင်ဗျာဒါပေမဲ့ကြော်တော်ဝင်းကအစောပိုင်းကသတင်းထွက်ခဲ့သလိုဝမ်းချန်ပီယံရှစ်မှာပွဲထွက်ရအောင်မဟုတ်ပါဘူးသူဟာလမ်ပီနီစူပါဖိုင်ပြန်မှာပါဝင်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာလာမယ့်နော်မာလာ22ရက်နေ့မှာကျင်းပဖို့ရှိနေတဲ့လမ်ပီနီစူပါဖိုင်ပြန်မှာကျော်တော်ဝင်းရဲ့ပွဲစဉ်ပါဝင်လာတာဖြစ်ပါတယ်ခင်ဗျာဖက်ဒက်ဂျင်မှာကျော်တော်ဝင်းရဲ့အသေးစားဒဏ်ရာပြဿနာကိုစိတ်မချသေးတဲ့အတွက် အခုလို Lamborghini Super 5မှာသူ့ကိုအကဲစမ်းလိုက်တာဖြစ်နိုင်ပါတယ်ခင်ဗျဒီပြိုင်ပွဲကနေကျော်တော်ဝင်းရဲ့အခြေအနေကိုကြည့်ပြီးမှသူတို့ဟာ One Championship ဘက်ကိုဘယ်လိုပွဲသွင်းမလဲဆိုတာကိုထည့်သွင်းစဉ်းစားမယ့်အခြေအနေရှိပါတယ်ကျွန်တော်တို့ဟိုးအစောပိုင်းကသတင်းထွက်ခဲ့တော့ကကျော်တော်ဝင်းဟာ Halloween Day October 31ရက်နေ့မှာပွဲရထားပြီလို့သတင်းထွက်ခဲ့တယ်ဒါရပွဲတို့ကနေအချိန်မှာကျော်တော်ဝင်းကိုဆေးစစ်လိုက်တော့လက်ကြီးမှာ ဒံရရအတွေ့ရတယ်ဒံရကမပြောပတ်လောက်တဲ့အသေးစားပြဿနာဆိုပေမဲ့ဖဲတဲ့ဂျင်းမြတ်တထင်းနဲ့ဆရာဝန်ကစိတ်မချဖြစ်ပြီးတော့ကျော်သာဝင်းကိုပွဲမထိုးခိုင်းခဲ့ပါဘူးဒါကြောင့်ဝမ်ချန်ပီယံရှစ်မှာကျော်သာဝင်းအနေနဲ့ပွဲမရခဲ့တာဖြစ်ပါတယ်ခင်ဗျကျော်သာဝင်းပွဲရထားပြီဆိုတဲ့တင်းတွေကိုလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ခရေကစတန်ဖဲဒက်စ်နဲ့နာခရော့ဖဲဒက်စ်တို့ကသူတို့ရဲ့ Facebook page တွေမှာလွှင့်တင်အသိပေးရေးသားခဲ့လို့ကျွန်တော်တို့ကဝမ်ချန်ပီယံရှစ်မှာလာမယ့်ဒီဇင်ဘာ ဒါမှမဟုတ်ရင်2026နှစ်ဦးကာလမှာကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ပါဝင်လာလိမ့်မလားလို့တွေးဆခဲ့ကြတယ်ပေါ့လေအခုတော့ကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ကပွဲထွက်လာခဲ့ပါပြီအဲ့ဒါကတော့လမ်ပီနီစူပါဝိုက်ပြိုင်ပွဲမှာကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ပါဝင်လာတာဖြစ်ပါတယ်ခင်ဗျနိုမာလာ22ရက်နေ့မှာနော်ဖိုက်တာ3ယောက်လမ်ပီနီစူပါဝိုက်ပြိုင်ပွဲမှာပွဲထိုးဖို့ရှိနေပါတယ်ကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ကတော့ဒုတိယနောက်ပွဲစဉ်ဖြစ်ပါဝင်လာတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ အဲ့ဒီပွဲစဉ်ဟာနိုမာလာ22ရက်နေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲအချိန်မှာစတင်မှာဖြစ်ပါတယ်။ကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ကတော့ဒုတိယပွဲစဉ်ဖြစ်နေတဲ့အတွက်အနည်းငယ်စောပြီးတော့ကြည့်အောင်ရှိနေပါတယ်ခင်ဗျ။အဲပြောရမယ်ဆိုရင်ဗျာ9ခွဲရစရင်6မတင်းလောက်မှာကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ရောက်လာနိုင်ချေရှိနေပါတယ်။အခုပရိသတ်တွေမျှော်လင့်နေတဲ့ကျော်ဆောင်ဝင်းဟာလမ်ဘီနီစူပါဘိုက်မှာပွဲထွက်တော့မှာပါ။ဒီတော့နိုမာလာ22ရက်နေ့ရောက်ရင်ကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ကိုအားပေးဖို့ ပြင်ဆင်ထားလို့ရပါပြီလို့ပရိသတ်တွေကိုသတင်းကောင်းပါပြောပြပေးလိုက်ပါတယ်ခင်ဗျာတ िश ူအမီတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ